အမေရိကန်နိုင်ငံမှာကြစ်ကြစ်တဲ့ချမ်းသာတဲ့တထေးကြီးနဲ့တူတမီးဦးလေးကိုမွေးဖွားလိုက်တဲ့ပြိသက်ချစ်တော်မေသက်ခိုင်ဒိုတန်ညူးစုံရဲ့ပြိသက်များအားလုံးပဲမင်္ဂလာပါခင်ဗျာတချိန်ကမြန်မာပြိသက်တွေရဲ့ချစ်တော်မင်းသမီးကျော်လေးဟာမင်္ဂလေးတိုင်းရဲ့အိမ်မက်နဲ့နေထိုင်မှုဘဝလေးကိုပိုင်ဆိုင်ထားနေပြီဆိုတဲ့သတင်းဖြစ်ပါတယ်သူကတော့တခြားသူမဟုတ်ပါဘူးပြိသက်တွေအခုချိန်ထိမတ်မိနေကြအောင်မဲ့ရုပ်ရှင်နဲ့ဗီဒီယိုတရုပ်ဆောင်မေသက်ခိုင်ပါ မေတ္တခံရဝါယမင်းသမီးကြီးမေတ္တာဦးရဲ့တူမအရင်ဖြစ်ပါတယ်အတော်လိုပဲနုပညာသွေးပြည့်ပါပြီးတော့ချစ်စရာကောင်းတဲ့ပုံစံလေးနဲ့ပိုင်နိုင်တဲ့တရုပ်ဆောင်ချက်တွေကြောင့်ပရိသတ်ရဲ့အားပေးချက်ခင်မှုကိုအပြည့်အဝရရှိခဲ့သူတူဖြစ်ပါတယ်ပရိသတ်ရဲ့အားပေးမှုတွေရနေတော့မှပဲနုပညာလောကကနေရုပ်တရက်ပျောက်ကွယ်သွားခဲ့ပါတယ်သူမဘယ်ရီရောက်သွားလဲဘာရီလုံနေသလဲဆိုတာကိုတော့ပရိသတ်တွေကအမြဲတမ်းစိတ်ဝင်စားနေရှိနေခဲ့ကြတာပါတကယ်တော့သူမအမှုပညာလုပ်တွေကိုဆွန့်လွတ်ပြီး သူမရဲ့ဖခင်ကြီးရှိရာအမေရိကန်နိုင်ငံကိုသွားရောက်နေထိုင်ဖို့ဆုံးဖြတ်ခဲ့တာပါအမေရိကန်နိုင်ငံမှာပဲအိန်းနောင်ဘက်ကောင်းဖြစ်ပြီးတော့ဆူရှီဆိုင်ခွဲပေါင်းများစွာပိုင်ဆိုင်တဲ့တတိကြီးတူးနဲ့ဖူးစာဆောင်ခဲ့ပြီးတော့တတိကရော်ဘွားကိုရောက်ရှိသွားခဲ့ပါတယ်ဒါဟာမြို့သမီးတိုင်းရဲ့မျော်လင့်တဲ့အိမ်မက်တစ်ခုဖြစ်ပါတယ်အဲဒါလိုမျိုးသားရလှပတဲ့အိန်းနောင်ကြီးကိုတီဆောက်ရ အခုချိန်မှာတော့ပြည်သက်တွေနဲ့ဆက်သွယ်ပြတော့ရကနေသူမရဲ့ Facebook စာမျက်နှာမှာတမီးဦးလေးရရှိခဲ့ပါပြီတမီးဦးလေးကိုတော့ Juno လို့ခေါ်ကြအောင်တရင်ကောင်းကိုသူမကိုယ်တိုင်ချပြလာခဲ့တာပါပြည်သက်ကြီးနေနဲ့ရောမေသက်ခိုင်တယောက်မိမိဖြစ်သွားတဲ့ဘောဝန်းတာကြပါသလားအခုချိန်ဒီရောမေသက်ခိုင်ရဲ့နုပညာရင်းနဲ့ပတ်သက်ပြီးအမတ်ရနေကြတော့လားဆိုတာ comment လေးမှာရေးပေးခဲ့ကြပါဦးခင်ဗျအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်